Hello အားလုံးပဲမင်္ဂလာပါ Jasmine Family Blog ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ blog လေးရတော့တမီးလေးနေအောင်နေမကောင်းလို့ရပတ်တိုက်ပေးတဲ့ blog လေးပဲဖြစ်ပါတယ်တမီးလေးနေအောင်တပြိုင်တည်းနေမကောင်းဖြစ်တော့မိမိမှအရန်ပြန်ပိုင်ရပါတယ် လေးတွေကယောဂကူတာအရင်မြန်ပါတယ်အစပိုင်းတော့အငယ်မအရင်နေမကောင်းဖြစ်တယ်ပေါ့နော်နောက်ပြီးမှအချိန်မောက်လဲထူလာပြီးမှနေရာလုံးတစ်ပြိုင်တည်းနေမကောင်းဖြစ်တော့တာပါပဲနေမကောင်းဖြစ်ဖြစ်ချင်းမှစီကံတော့ပြမယ်ဆိုရင်လဲအာဆရာဝန်ကပနရောစီရီတွေပဲပေးတယ်ပေါ့နော်ဒါကြောင့်မချမအပြင်ကပနရောစီရီကိုဝယ်ပြီးတိုက်ပါတယ်ခလေးတွေကို အိမ်မှာတည့်ရနေရလောက်စောင့်ကြည့်တယ်။ကိုဘူးချင်းမကြဘူးဆိုရင်စီခမ်းမှာတော့ပြရတယ်ပေါ့နော်။ကျမတို့ကတော့မလေးရှားမှာဆိုတော့အဆရာဝန်ကြီးကပို့တက်စီကိုတခါတည်းမပေးရကြဘူး။အာတပတ်လောက်၃ရက်၄ရက်လောက်ပူချင်မကြဘူးဆိုတဲ့ခါကျမှပဲပူတက်စီပေးတယ်အာအဲ့ဒါပေးတဲ့ချိန်ခလေးတွေကိုပူတက်စီတိုက် တယ်ဆိုရင်တခါတည်းနဲ့ချမ်းအပူချိန်ကျသွားတယ်ပေါ့နော်အရင်ကောင်းပါတယ်ချမ်းမတမီလေးနေရပါတော့တလောက်တခါနေမကောင်းဖြစ်တယ်တခြားကလေးတွေအလိုဖြစ်ရလားမသိဘူးအာ တငယ်ချင်းတွေကလေးတွေလည်းအလိုတလားတစ်ခါနေမကောင်းဖြစ်တဲ့ဆိုရင်ကိုမမရေးပေးသွားချက်ပါအောင်။အပိစကားလေးပါပဲပေါ့နော်။ဒီမှာကလေးတွေကတော့တလားတစ်ချိန်နေမကောင်းမြဲဖြစ်တဲ့တစ်ခါတလေအရင်စိတ်ညစ်တဲ့ကလေးတွေနေမကောင်းတဲ့အချိန်ဆိုရင်လူကအရင်ပြန်ပန်းရတဲ့ပြင်သူတို့နေမကောင်းဘူးဆိုရင်လေသူတို့လည်းရံပြန်ပန်းနဲ့ရံတနာဖို့ကောင်းနေပေါ့နော်။ဒါကြောင့်မို့ကျမတို့ကလေးက တလတကြင်းနဲ့မကောင်းဖြစ်တော့ဆူရင်နဲ့တချို့ကလေးတွေလိုများဖြည့်ရလာပေါ့နော်ကိုကလေးကျတော့တလတကြင်းတောင်းဆိုတော့အရာအဟောနေတယ်ပေါ့နော်အရာလည်းပြန်ပါပါလေကဲတမီလေးနဲ့ဘိုးတရနေရလာချင်းနေချီပြီမှာ ကိုပူချိန်မကြဘူးဆိုရင်စီခံတော့ပြပါမယ်ဒီနေ့ဘလောက်လေးရတယ်ဒီလောက်ပါပဲအစားကနေဆုံးဖြတ်ချီရှုပေးတဲ့အတွက်အရာမဲကြီးစုတင်ပါတယ်ရှင် like and follow လေးလုပ်ပေးကြပါအောင်နော်